်ကလာပါကျွန်တော်ကတော့ကွန်မိုးစစ်ဖြစ်ပါတယ်နော်ဒီပါကိုပြခြင်းလဲဆိုရင်ကျွန်တော်တို့ခြေနှီးရောက်ချက်ပြခြင်းလဲပါနော်အဲကျွန်တော်ပထမဆုံးခြေနှီးမယ်ဆိုလို့ရှိရင်ခြေလုံးလေးချက်ကောင်းမကောင်းချက်ကြည့်ပါနံပါတ်၄ကကြတော့ခြေထိုးတာမှန်မှန်မှန်ကြည့်မယ်ပြနော်ခြေထိုးတာမှန်မှန်လို့ရှိရင်အဆင်မပြေဘူးပြနော်နော်ခြေလုံးမကောင်းရင်လည်းမရဘူးခြေထိုးတာမှားရင်အဆင်မပြေဘူးနော်အဲဒါကြီးကြည့်ပြီးတော့ဘလုံးမှန်တယ်အဆင်ပြေရဆိုလို့ရှိရင်ချက်ပြမှာကြအခုရင်းနော်ဒီမှာခြေက၄လုံးရှိရဲ့ ဒီလိုဒါကဒီဘက်ကကျတော့အဆုံးဆုံးကြည့်ပြရနော်ကျွန်တော်ရှော့လိုက်မယ်နော်အဲ့ဒါရှော့လိုက်မယ်ကြည့်ကြည့်ပါနော်ဒါကဘယ်မှာချိန်ထားလဲကြည့်ပြရနော်ဒါအောက်ကြီးဒါကျတော့အပေါ်ကြည့်ပြရနော်ကြည့်ကြမချုပ်ပြရမယ်နော်အဲမာကြည့်ကျွန်တော်ကရှော့လိုက်ပြီဆိုရင်ဒီမှာလေးလာဒီကွင်းလေးကိုပြလိုက်အပေါ်တက်လာတယ်ဘယ်မှာကြည့်နော်ဒါကြတော့ဗာလဲအဆုံးဆုံးကြီးရော့သွားလို့ပြနော်ဒေးလုံးထဲမှာအဆုံးဆုံးကြီးရော့သွားလို့ ါးလေးကိုလည်းနဲ့ပြန်တင်းမယ်ပြနော်တကူချင်းကြောက်ပါမယ်ပြနော်တီးရဲ့ညီကိုရဲ့ကြော်ဝေါလို့ရပါတယ်ပြနော်မတီးတဲ့ညီကိုရဲ့အမလေးလေးလာလို့ရအောင်ပါနော်ချီတကူချင်းရဲ့သဘောတရားကိုပြတာဖြစ်ပါတယ်နော်ငါချက်ချင်းပါပြနော်ဆော့ရော့နေချီမရှိရောပြနော်အဲမှတချုပ်ရမယ်နော် အဲအဲ့တော့ရော့နေလို့ရှိရင်သူကအချီကဒီဘက်ကိုအပေါ်တက်လာတယ်နော်ပြန်တင်းလိုက်မယ်ဗျတင်းရင်ဟိုဘက်ကိုသွားတာချက်ကြည့်ပါဗျာနော်တင်းရင်အောက်ဘက်ကိုသူကရှန်တော့သွားတယ်သူကမရော့မတင်းဘူးဗျာနော်ဒီမှာဒီအဲကျွန်တော်တင်းလိုက်လို့အောက်ဘက်ကိုသူကရောက်သွားတာဗျာနော်ဒီမှာနော်တင်းလိုက်တဲ့ခါကျတော့ခြေအောက်ရောက်သွားတယ်ပြောလို့ရှိရင်ဒီပေါ်ကိုတက်လာတယ်ဗောနော်ပြောရင်ဒီပေါ်ကိုတက်လာတယ်တင်းရင်အောက်ရောက်သွားတယ် ဲ့တော့ကျွန်တော်တို့ကဘယ်လိုချိန်မှလဲဆိုတော့မင်းရောမတင်သေးဘဲထားအောင်ပါလားနော်အဲအဲ့ချီကအဓိကမင်းကဒီဘက်ပေးချီနော်ပြောလို့ရှိရင်အစောတော့မလာတော့ဘူးတင်းတော့ကြီးရောလည်းအဆင်မပြေဘူးချီရတယ်မှာဒီလိုဖေးတွေမှာလည်းရှိနေရပါဗျာနော်ချက်ပြမယ်တက်လျှော့မယ်အရင်တင်းနေလို့ဗျာနော်တက်လျှော့မယ်နော်အဆောအောင်မှာတင်းနေသေးရဲ့ အောင်တင်းနေလို့ခြေအအောက်ကျနေသေးရဒီမှာအဲဒီမှာအောက်ရောက်နေသေးရနော်ဒီကြည့်ပါအောက်ရောက်နေသေးရနော်ဆက်ရှော့မှာကြာနော်ဒီကဆုံးလုံးခြေကိုရှော့မယ်ခြေကြီးရဲ့ခါကြလို့ရှိရင်ဒီကဆုံးလုံးခြေကအဓိကပို့ပြီးတော့ကျရတယ်နော်ကျွန်တော်မအလားမချင်းကိုရှော့မယ်နော်အတော့ကျွန်တော်တက်ထားတာများတယ်နော်ဒီလေးပြီးမှရှိနေရပါတယ်เนาะ ခြေရဒီကဘေးလေးမှရှိနေတာနှာခမ်းဘေးလေးမှာနော်အဲ့လိုဖြစ်ရတာနဲ့မှာခွေးနေရန်ထနေဆိုရင်ကျွန်တော်မှန်ပြန်လဲပြရမှာပြနော်ဟုတ်နော်